ကိုယ်စွမ်းရည်ကိုအရင်သိအောင်လုပ်ပါ ကိုဘာလုပ်ရတာကို ကောင်းကောင်းလုပ်နိုင်တယ်လဲဆိုတာကိုအရင်ဆုံးစမ်းစစ်ပါအားသာချက်တွေကို အခြေခံပါကို့မှာရှိတဲ့အရေးအချင်းတွေကိုအခြေခံပြီးတော့လုပ်ငန်းတွေစီမံပါကို့အားနည်းနေတဲ့အရာတွေအပေါ်မှာအခြေမခံပါနဲ့အခွင့်အလမ်းတွေကိုမြင်တတ်အောင်ကြည့်ပါကို့စွမ်းရည်နဲ့ခိုင်းနေတဲ့အလားအလာတွေကိုရှာပြပါ အမြဲတိုးတက်အောင်လုပ်ပါကိုယ့်ရဲ့စွန့်ကြည့်တွေကိုအဆက်မပြတ်လေ့ကျင့်မောင်းပါပါအထွေကြုံရှာပါလက်တွေ့လုံဆောင်ခြင်းကကိုယ့်စွန့်ကြည့်တွေကိုပုံမူကောင်းမွန်စေတယ်အခက်ခဲတွေကိုစိန်ခေါ်မှုအနေနဲ့မြင်ပါပြဿနာတွေကိုဖြေရှင်းရင်းနဲ့ကိုယ့်ရဲ့စွန့်ကြည့်တွေတိုးတက်လာပါလိမ့်မယ်တခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်ပါကိုယ့်ရဲ့စွန့်ကြည့်တွေကို တခြားသူတွေရဲ့ အာတာချက်တွေနဲ့ပေါင်းဆက်အသုံးချပါအာနေချက်တွေကိုလျှော့ချပါကိုယ့်ရဲ့စွမ်းကြီးတွေကိုပို့ပြီးတော့ထိမြောက်အောင်အသုံးချနိုင်မှုအာနေချက်တွေကိုဖြစ်ရှင်ပါအောင်မြင်မှုအတွက်ရည်မှန်းချက်ထားပါကိုယ့်ရဲ့အရေးအချင်းတွေကိုအသုံးချပြီးဘာပန်းနိုင်တယ်ထိရောက်အောင်လုပ်မလဲဆိုတာရည်မှန်းပါအချိန်ကိုထိထိရောက်ရောက်အသုံးချပါ ကိုယ့်ရဲ့စွမ်းရည်တွေကိုအကျိုးရှိရှိအသုံးချနိုင်ဖို့အခြေအနေကိုစီမံခန့်ခွဲဖို့ကောင်းဖို့လိုတယ်။အကြံဉာဏ်တောင်းမှာတခြားသူတွေရဲ့အမြင်တွေကကိုယ့်ရဲ့လုံဆောင်မှုတွေကိုပုံမကောင်းမှုစေတယ်။စိတ်အားထက်သန်မှုရှိပါဘူး။ကိုယ့်ရဲ့စိတ်စွမ်းရည်တွေကိုအပြည့်အဝအသုံးချနိုင်ဖို့စိတ်အားထက်သန်မှုကအရေးကြီးပါလိမ့်မယ်။အောင်မြင်မှုတွေကိုချီးကျူးပါ ို့ကြိုးစားမှုတွေနဲ့ရလာတဲ့အောင်မြင်မှုတွေကိုတတိယပြီးခုံယူပါဆက်လက်လေ့လာပါကိုယ့်ရဲ့အရေးအချင်းတွေကိုအဆက်မပြတ်မြင့်တင်ဖို့တင်ယူဖို့ကိုမရက်တတ်ပါနဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုးရိမ်များတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တကယ်မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ကုညာနေအောင်ပါ